မင်္ဂလာပါလူကြီးမင်းများဒီဗီဒီယိုမှာ Binance လဲလှယ်မှုမှာတင့်ရဲ့ပထမဆုံးအနာဂတ်ကုန်သွယ်မှုကိုဘယ်လိုဖွင့်ရမလဲဆိုတာနဲ့တင့်ရဲ့မှတ်ပုံတင်စုချင်းငွေကိုဘယ်လိုရယူရမလဲဆိုတာတွေကိုလေ့လာရမှာပါကျွန်တော်မြန်မြန်ဆန်ဆန်နဲ့ရိုးရှင်းစွာရှင်းပြပေးပါမယ်အကောင့်တစ်ခုဖန်တီးပြီးသားဆိုရင်ဒီဗီဒီယိုမှာပြထားတဲ့အတိုင်းငွေပြန်အန်းစုချင်းငွေအသက်ဝင်နေစေဖို့အကောင့်ကိုဖြတ်ပြီးအစ်စ်တစ်ခုဖန်တီးနိုင်ပါတယ်။အကောင့်မရှိသေးရင်မှတ်ပုံတင်ခြင်းစီတိုက်ရိုက်သွားကြရအောင်။ မပုံတင်ပုံစံတို့သွားပါသင်အီးမေးကိုထည့်ပါထို့နောက်သင်သည်လူသားဖြစ်ကြောင်း အတည်ပြုရန်လိုအပ်ပါသည်ထို့နောက်တင်ယခုတက်မှတ်ထားသောအီးမေးလ်လိပ်စာတို့ ပေးပို့မည့်ကုတ်ကိုအသုံးပြု၍တင်အီးမေးလ်ကိုအတည်ပြုရန်လိုအပ်ပါသည်။နောက်တစ်ခုက password တစ်ခုပေးရပါမည်။ ိုးနောက်အလွန်အရေးကြီးသောအဆင့်တစ်ခုအနေဖြင့်အီဆာမျက်နာတွင်ဗီဒီယိုအောက်ရှိဖော်ပြချက်တွင်ရှိမည် bonus scope ကိုထည့်သွင်းရန်လိုအပ်ပါသည်ဒီကုတ်က spot trading လုပ်နေစဉ်အတွင်း20 cashback bonus ပေးပါလိမ့်မယ်နောက်နောက်သင်အကောင့်ကို အတည်ပြုရန်လိုအပ်ပါသည်စိတ်မပူပါနှင့်ကင်းသည်ညံဆန်ပြီးအလိုလိုတည်နိုင်သောလုပ်ငန်းစဉ်တစ်ခုဖြစ်သည် အတီးပြုပြီးသည့်နှင့်တင့်ကုံတွယ်မှုအကောင့်ကိုအသက်သွင်းပြီးကြံဒီမှာတင့်လက်ကြံွေကိုငွေဖြည့်ပြီးအနာဂတ်ကုံတွယ်မှုများကိုစတင်ရောင်းဝယ်ရန်သာဖြစ်သည်တင့်လက်ကြံွေကိုငွေဖြည့်ရန်အတွက် deposit club ကိုနှိပ်ပြီးအစဉ်ပြေသောငွေဖြည့်နည်းလမ်းကိုရွေးချယ်ပါနှစ်ပေါက်ကိုသုံးတာအကောင်းဆုံးပါပဲဒီမှာဒေါ်လာနဲ့ပမာဏကို ဖော်ပြပြီးတင်းအတွက်အစဉ်ပြေတဲ့ငွေပေးချေမှုနီလန်းကိုရွေးချယ်ရပါမယ် အောက်တွင်ဖော်ပြထားသောရွေးချယ်စရာများမှငွေလဲနှုန်းကိုသာမက အစင်သတ်မှတ်ချက်ကိုပါခဲ့သွင်းစဉ်းစားပါထို့နောက်တင်းအတွက်တင်းတော်သောရွေးချယ်မှုကိုရွေးချယ်ပြီးဘာယူစီကိုနှိပ်ပါ S to hope tether သည်အကြီးဆုံး stable coin ဖြစ်ပြီး American dollar နှင့်တဲ့အချိုးကျချိတ်ဆက်ထားပြီးဤ digital ညီမျှမှုအဖြစ်ဆောင်ရွက်ပါသည်ဗီဒီယို၏နောက်ပိုင်းတွင် ပြသထားသည့်အတိုင်း အနာဂတ်ငွေကြေးများဝယ်ယူရောင်းချရန်အတွက် us လိုအပ်ပါသည် bias ကိုနှိပ်ပြီးနောက်အလိုလိုသိနိုင်သောညွှန်ကြားချက်များအတိုင်းငွေပေးချေမှုကိုပြီးမြောက်အောင်လုပ်ဆောင်ရန်လိုအပ်ပါသည် ကျွန်ုပ်၏လက်ကျန်ငွေတွင်အစရှိပြီးသားဖြစ်သောကြောင့်ယခုကျွန်ုပ်ဤသို့မလုတော့ပါ နောက်ဆုံးအနေဖြင့် transferred not fee seller ကိုနှိပ်ရန်မမေ့ပါနှင့် ရောင်းချသူသည်ငွေပေးချေမှုလက်ခံရရှိကြောင်းအတည်ပြုပြီးသည့်နှင့်ရန်ပုံငွေများကိုတင့်အကောင့်သို့ထည့်သွင်းပေးပါမည် ်နောက်ထပ်ဒီတင်းအီဖန်ဒင်းအကောင့်ထဲသို့ရောက်ရှိသည့်နှင့်ဒီတို့ကိုတင်းအီဖီချာအကောင့်သို့လွှဲပြောင်းရန်လိုအပ်ပါသည်ဒီလိုလုပ်ဖို့အနာဂတ်ရောင်းဝယ်ရေးကဏ္ဍကိုသွားပါခလုတ်ကိုရှာပါ transfer ထို့နောက်လွှဲပြောင်းမိနေရာရွေးချယ်ပါ funding နဲ့ဘယ်မှာ asin futures ဒါပါပဲတင့်ရဲ့ရံမုံငွေတွေဟာတင့်ရဲ့အနာဂတ်အကောင့်ထဲကိုရောက်နေပါပြီအခုဆိုရင်တင့်ရဲ့ပထမဆုံးကုန်သွယ်မှုကို ပြုလုပ်နိုင်ပါပြီဘစ်ခိုအနာဂတ်တွေကိုဝယ်ယူကြရအောင်အယိုးရှင်းဆုံးဥပမာကိုကျွန်တော်ပြပါမယ်အရင်ဆုံး leverage ကိုရွေးချယ်ရပါမယ် leverage နည်းလေကျွန်ုပ်တို့ရဲ့ငွေအားလုံးဆုံးရှုံးနိုင်ခြေနည်းလေဖြစ်တဲ့အတွက်နှိ leverage ကိုရွေးချယ်ပါတယ်အခု position တစ်ခုကိုအပေါ်ကိုဖွင့်မလားအောက်ကိုဖွင့်မလားဆိုတာဆုံးဖြတ်ရပါမယ် long position တစ်ခုကိုဖွင့်ကြည့်ရအောင်ဆိုလိုတာက bitcoin မြင့်တက်လာပြီးအမျက်အစွန်းရမယ်လို့ယူဆပါတယ်အခုကျွန်ုပ်တို့ဝယ်ယူမဲ့ဈေးနှုန်းကိုသတ်မှတ်ဖို့လိုအပ်ပါတယ်အဆင်ပြေစေဖို့အတွက်ရရှိနိုင်တဲ့ဈေးနှုန်းတွေကိုနှိပ်ပြီးနှိ leverage နဲ့ position ကိုအပြည့်အဝ leverage လုပ်ဖို့တရား value ကိုရွေးချယ်ပြီး ဘိုင်လောင်းကိုနှိပ်ပါဒါပါပဲကျုံတို့ရဲ့ကုံသွယ်မှုဖွင့်လှစ်ပါပြီခဏကြာတော့ဇင်းနှုံတက်လာတာကိုမြင်တွေ့ရပြီးအခုကျွန်တော်တို့ရဲ့ position ကိုပိတ်ပြီးအမျက်စွန်းတွေကိုလွားချဖို့လိုအပ်ပါတယ်ဒီလိုလုပ်ဖို့ market cloud ကိုနှိပ်ပါဂုံယူပါတယ်အမျက်စွန်းတွေကိုလွားချပြီးသွားပါပြီဒီ video အတွက်ကတော့ဒါပါပဲမေးခွန်းတွေရှိရင်မှတ်ချက်ရေးခဲ့ပေးပါကျွန်တော်ကူညီပေးပါမယ်အားလုံးကိုနှုတ်ဆက်ပါတယ်